CNA ဒရင်နာကိုနာတူတာဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာဘာလို့နှုတ်ခွန်းဆက်တက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြရ1386ခုနဲ့တပေါင်းလာဆန်း12ရက်နေ့2025ခုနဲ့မတ်လ10ရက်နေ့ CNA ရဲ့တနစ်တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့ရခိုင်ပြည်တွင်းသတင်းတွေဖြစ်တဲ့ တန်တွဲမှာအာရခတ်တော်ကစစ်ကောင်စီနဲ့ပတ်သက်တဲ့ဟိုတယ်နဲ့ယာချီတဲ့နေအိမ်တွေကိုဂျိတ်ပိတ်တင်းဆက်တာရှိနေတယ်ဆိုတဲ့သတင်း။ဂွားမျိုးကဗဝင်ကျေးရွာကိုစစ်ကောင်စီလေးချောင်းတခိုက်ခံရလို့တဦးတည်နှစ်ဦးတန်ရရတယ်ဆိုတဲ့သတင်းအပြင်ထူးခြားတဲ့သတင်းတွေကိုနားဆင်ရမှာဖြစ်ပြီးတော့နောက်ထပ်ညမာပြည်တွင်အခြေအနေနဲ့ပတ်သက်ပြီးနားဆင်ရမယ့်သတင်းတွေကတော့ပါတီဆောင်ဒီမိုကရေစီစနစ်ကိုလိုချင်ရင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ဖို့ မရောက်လိုက်တိုက်တွန်းပြုတ်ဆူလိုက်တဲ့ဆိုတဲ့သတင်းအပြင်နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုဒီနေ့မှနားဆင်ရမှာဖြစ်ပါတယ် ရခိုင်ပြည်တွင်းသတင်းအနေနဲ့ပထမဆုံးနားဆင်ရမှာကတော့တန်တွဲမှာအာရခတတော်ကစစ်ကောင်စီနဲ့ပတ်သက်တဲ့ဟိုတယ်နဲ့ယာချီတဲ့နေအိမ်တွေကိုဂျိတ်ပိတ်သိမ်းဆည်းတာရှိနေတယ်ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။အာရခတတော်ထိန်းချုပ်ထားတဲ့တန်တွဲမြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့ဆက်ဆက်ခဲ့တဲ့ဟိုတယ်နဲ့ယာချီတဲ့ဝန်ထမ်းတွေရဲ့နေအိမ်တွေကိုအာရခတတော်ကဂျိတ်ပိတ်သိမ်းဆည်းထားတာရှိနေတယ်လို့တန်တွဲမြို့ကန်တွေကပြောပါတယ်။အာရခတတော်ဟာရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကိုအာရခပြည်သူအစိုးရပိုင်းအဖြစ်နဲ့တင်ဆွဲသွားမယ်လို့ထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်းမှာသူတို့ထိန်းချုပ်ထားတဲ့မြို့တွေထဲမှာဇတိုက်ဆိုတလို့ဂျိတ်ပိတ်တင်ဆဲတာတွေကိုလှုပ်ဆောင်လာနေကြလဲဖြစ်ပါတယ်။တန်တွဲမြို့နယ်အတွင်းမှာအာရခတတော်ကဂျိတ်ပိတ်တင်ဆဲခံရသူတွေရဲ့နေအိမ်ကတော့စစ်ကောင်စီရဲ့ခရိုင်စီမံအဖွဲ့ဝင်တဦးဖြစ်တဲ့ဥလာဟန်နေအိမ်အငိမ့်စားတုဘုံမူကြီးထွန်းအောင်သာနေအိမ်ဘုံမူကြီးတန်းထွန်ဝင်းနေအိမ်ရတနာလန်းကဆရာဝန်ဦးညီလေးနေအိမ် အန်တော်ကွက်တက်ကမြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌဘိုးကြီးတာလအောင်ငိမ့်နေနဲ့ကင်းမော်ကကျောင်းဆရာမဒေါ်ဝင်းဝင်းရွှေနေအပါဝင်ရာနဲ့ချီတဲ့အိမ်တွေကိုအရခတတော်ကဂျိတ်ပိတ်သိမ်းစလိုက်တာဖြစ်တယ်လို့တန်တွဲမြို့ခံတူကဆိုပါတယ်။ဒါအပြင်ငပလီကန်းခြေတစ်လျှောက်မှာရှိတဲ့ဥကောင်းဆန်ပိုင်ဆိုင်နဲ့ကျင်ငါးပွင့်အဆင့်ရှိတဲ့စပယ်ဖြူငပလီဟိုတယ်အပါအဝင်ဘီလီယနာတရေတွေဖြစ်တဲ့ဥတေစာဥချစ်ခိုင်ဥအောင်မျိုးတင် AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဥဝင်းအောင် ဦးမြဟန်တို့ပိုင်ဆိုင်တဲ့ဟိုတယ်အပါအဝင်ဟိုတယ်တော်များများကိုလည်းအာရောခတတော်ကဂျိတ်ပိတ်တင်ဆက်ထားတာလည်းရှိနေတယ်လို့အဲ့ဒီတန်တွဲမြို့ခံကပြောပါတယ်ဟိုတယ်တွေတင်ခံမှုကိုတော့တန်တွဲဒေသခံတို့အနေနဲ့အာရောခတတော်ရဲ့လောက်ရက်ကိုထောက်ခံမှုရှိပေမဲ့လက်ရှိဝန်ထမ်းတွေတက်ကတချို့ပညာရေးဝန်ထမ်းနေအိမ်တွေကိုဂျိတ်ပိတ်တင်ဆက်မှုတွေဟာမလုတ်တဲ့နဲ့လွဲမှားမှုတွေရှိနေပြီးဒီအတော့အာရောခတတော်အကြီးပိုင်းအနေနဲ့ဒီဂျိတ်ပိတ်တင်ဆက်မှုတွေကိုတော့ပြန်လည်သုံးသပ်ဖို့လိုအပ်တာတွေရှိနေတယ်လို့နေအိမ်ဂျိတ်ပိတ်တင်ဆက်ခံရတဲ့အထက်မှာပါဝင်သွားတဲ့ပညာရေးဝန်ထမ်းတို့ကတ Dans ce ဒါအပြင်တာကုန်းမြို့နယ်အတွင်းကလူသိများတဲ့ထာဝရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တော်နေအပါအဝင်ဦးကျောက်တော်နဲ့ဆက်စပ်တဲ့သူတွေဖြစ်ကြတဲ့နေအိမ်30လုံးကိုလည်းအာရခတတော်ကဂျိတ်ပိတ်သိမ်းဆည်တာလို့ရှိနေသလိုဘူးဒီတော်နဲ့မောင်တော်မြို့နယ်တွေမှာလည်းအာရခတတော်ကနေအိမ်60ထက်မနည်းကိုဂျိတ်ပိတ်သိမ်းဆည်တာတွေလည်းရှိနေတယ်လို့သိရပါဗျ။အခုလိုနေအိမ်တွေကိုဂျိတ်ပိတ်သိမ်းဆည်နေမှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အာရခတတော်ကတော့တစုံတရာထုတ်ပြန်ပြောဆိုတာတွေမရှိသေးသလိုအာရခတတော်ပြောခွင့်ရဥက္ကဋ္ဌကို CNA ကဆက်သွယ်မိမြန်ထားပေမဲ့ တစုံတရာ ပြန်လည်ဖြည့်ချားပေးတာတော့မရှိသေးပါဘူးခင်ဗျာဒုတိယတရေဘော့အနေနဲ့နားဆင်ရမှာကတော့ဂွားမျိုးကဘဝင်ကြီးွာကိုစစ်ကောင်စီလေးချောင်းတစ်ခိုက်ခံရလို့တအူးသေးနှအူးထံရရခဲ့တယ်ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ် ကွာမြို့အတွင်ကဗဝင်ကျွော်ကိုစစ်ကောင်စီကပြေးခဲ့တဲ့မတ်လ9ရက်နေ့မလတ်တနားရီကျော်ကလေကြောင်းတိုက်ခိုက်ခံခဲ့ရလို့တအိုးတေဆုံးပြီးတော့နှစ်အိုးတန်ရန်ရရှိခဲ့တယ်လို့စစ်ပေးဆောင်အရေးကူညီပေးနေသူတွေကပြောပါဗျ။စစ်ကောင်စီ Jet Fighter တစ်စီးဟာမတ်လ9ရက်နေ့မှာဗဝင်ကျွော်ကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျွော်အတွင်ကဦးထွန်းအောင်သိန်းနေကိုတလုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးနောက်တလုံးကကျွော်အပြင်ကိုကြောက်ရောက်ပောက်ခွဲခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီပောက်ကွဲမှုကြောင့်အသက်50ကျော်ဦးထွန်းအောင်တိမ်မာနေရာမှာပွဲချင်းပြီးတည်ဆုံခဲ့ရပြီးသူ့သားနဲ့သမီးဖြစ်တဲ့အသက်26နှစ်အရွယ်မမိတ်သင်းနဲ့အသက်17နှစ်အရွယ်မောင်ဖြိုးဝေဆိုကဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဆိုပါတယ် ။ဒယန်ရက်သွားတဲ့ကလေးနှုတ်ဦးကိုတော့လက်ရှိမှာဆေးဝါးကုသမှုတွေလှုပ်ဆောင်ပေးတာတွေရှိနေပြီးမမေတစင်မှာတော့ဘုံစားထိမှန်သွားတဲ့အတွက်မျက်လုံးတစ်ဖက်ဆုံးရှုံးမဲ့အနေထားမှာရှိနေတယ်လို့ဆိုပါတယ်။ဂွားမြို့နယ်ဟာအရခတတော်ကအပြည့်အစုံတိမ်ပတ်ရရှိထားပြီးဖြစ်တဲ့မြို့ဖြစ်ပေမဲ့စစ်ကောင်စီကမကြခဏဆိုသလိုလေကြောင်းတိုက်ခိုက်တာကိုခံနေရတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်ခံရမှုခဏခဏရှိတဲ့အတွက်အိုးအိမ်ဆုံးခွာပြီးတော့စစ်ဘေးရှောင်ထွက်နေရတဲ့ပြည်သူတွေဟာလည်းစစ်ကောင်စီရဲ့လေကြောင်းရံကိုစိုးရိမ်တာကြောင့်နေရက်ကိုအခုချိန်ထိ ပြန်ဝင်နေထိုင်ခွင့်မရကြသေးပါဘူးပြီးခဲ့တဲ့ရက်ပိုင်းကလည်းတိုက်ပွဲဖြစ်နေတဲ့စစ်တွေနဲ့ကြောက်ဖြူကိုစစ်ကောင်စီကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်နေရာနီးပါးမီးလောင်ပျက်စီးတာရှိခဲ့ရပါတယ်ခင်ဗျာရခိုင်ပြည်တွင်းထဲကနောက်ဆုံးသတင်းတပုတ်အနေနဲ့နားဆင်ရမှာကတော့ရခိုင်မြောက်ပိုင်းမှာအာရခတတော်ကနယ်လဲစစ်ကူတာပေးမှုတွေစတိုက်လုပ်နေတယ်ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ် ရခိုင်မြောက်ပိုင်းကမြောက်ဦးပုန်နှကျွန်းမောင်တော်အပါအဝင်အာရခတတော်ထိန်းချုပ်ထားတဲ့နေရာတော်တော်များများမှာအာရခတတော်ကနယ်လက်စေကူတာပေတာတွေကိုစက်တိုင်လှုပ်ဆောင်နေရတွေရှိနေတယ်လို့အာရခတတော်နဲ့နှီးဆက်တဲ့သူတွေကပြောပါတယ်။လက်ရှိအာရခတတော်ဟာသူတို့ထိန်းချုပ်ရနေရာတွေကအရေးပြားယောဂဖြစ်ပွားနေတဲ့ဆက်ဆောင်ပြည်သူတွေကိုအာရခပြည်သူကျမ်းမာရေးထနာနဲ့ပူးပေါင်းကနယ်လက်စေကူတာပေမှုတွေကိုစက်တိုင်လှုပ်ဆောင်ပေးနေတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင်တစ်ဖက်မှာလည်းအာရခပြည်သူဒေါ်လာရဲ့အစိုးရဟာသူတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြို့နယ်အတွင်းမှာရှိနေတဲ့စစ်ရုံစည်းကမ်းတွေကိုဖွင့်လှစ်လည်ပတ်တာတွေကိုလည်းလှုပ်ဆောင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။အဲလိုစစ်ရုံစည်းကမ်းတွေဖွင့်လှစ်လည်ပတ်နေတဲ့နေရာမှာလျှက်စစ်မီမရှိတာတချို့ဈေးဝါတွေမရှိတာကြောင့် အရေးပေါ်ခွဲစိတ်ရေးနဲ့ကုသရေးနေရာတွေမှာတော့အခက်အခဲတချို့ရှိနေစေဖြစ်တယ်လို့လည်းအရုခပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းတဦးက CNA ကိုပြောဆိုထားပါဗျ။စစ်ကောင်စီဟာရခိုင်တကြောပြန်တိုက်ပွဲစတင်ဖြစ်ပွားခြင်းကလေးကပင်ရခိုင်ကမြို့နယ်တွေကိုလျှက်စစ်မီဖြစ်တော့တာစေဝါတွယ်ယူခွင့်နဲ့တခြားစစ်တောက်ကုန်တွေကိုတင်သွင်းခွင့်ကန့်တတ်တာတွေကိုလှုံ့ဆော်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်နားဆင်ရမှာကတော့မြန်မာပြည်ရင်းဘက်ကဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနားဆင်ကြရမှာဖြစ်ပါတယ်။ပထမဆုံးနားဆင်ရမယ့်သတင်းကတော့ပါတီဆောင်ဒီမိုကရေစီကိုလိုချင်ရင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ဖို့ မဲအောင်လိုင်းတိုက်တွန်းပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုကြားရမှာပါမြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကြဖို့စစ်ကောင်းဆောင်မဲအောင်လိုင်းကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒီပြောဆိုချက်ကိုစစ်ကောင်းဆောင်မဲအောင်လိုင်းကရုရှားနဲ့ဘီလာရုနိုင်ငံခီးစဉ်ကအပြန်မတ်လ9ရက်နေ့မှာမီဒီယာတွေနဲ့လေရင်ပေါ်မှာတွေ့ဆုံစဉ်မှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူပေါင်းဆောင်ရွက်ဖို့ပဲလိုတယ်လို့မဲအောင်လိုင်းကပြောပါတယ်စစ်ကောင်စီဟာ 2020ရွေးကောက်ပွဲကိုအနိုင်ရခဲ့တဲ့ NLD ပါတီကဥဆောင်ပြီးမဲမသမာမှုကိုလှုပ်ဆောင်ခဲ့တယ်လို့လည်းဆက်ဆွဲပြောဆိုပြီးတော့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအရသာအစိုးရကိုအာဏာသိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာစကောင်းဆောင်မင်းအွန်လိုင်းကိုတနိုင်ငံလုံးကိုအာဏာသိမ်းယူမှုကိုလက်မခံတဲ့အတော့ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြသူတွေကိုအကြမ်းဖက်လုပ်ရက်တွေစတိုက်လှုပ်ဆောင်ခဲ့တဲ့အတော့ဆန္ဒပြပြည်သူအများစုဟာလက်နက်ကင် တော်လှန်ရေးအထိစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲ့လိုပြည်သူတွေလက်နက်ကင်တော်လန်လာပြီးနောက်ပိုင်းမှာစစ်ကောင်စီဟာနေမြေလက်လွတ်ဆုံးရှုံးရမှုတွေလည်းစတိုက်ဆိုသလိုရှိလာခဲ့ရပါတယ်။အဲ့လိုနေမြေလက်လွတ်ဆုံးရှုံးမှုတွေရှိနေပေမဲ့စစ်ကောင်ဆောင်မယောင်နိုင်ကတော့မြန်မာနိုင်ငံအတွင်းမှာရွေးကောက်ပွဲလှုပ်ဆောင်ပေးမယ်ဆိုပြီးတော့ပြောဆိုနေတာဟာလင်းနစ်ကြော်အထိရှိလာနေပြီလဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့တနေ့တာသတင်းရဲ့နောက်ဆုံးအနေနဲ့ကြားရမယ့်သတင်းကတော့ စစ်ကောင်စီကို ILO ပုံမှ33နဲ့ရေးယူဖို့ရန်ကုန်တပိတ်အင်အားစုတွေတောင်းဆိုလိုက်တဲ့တဲ့င်းကိုကြားရမှာဖြစ်ပါတယ်စစ်ကောင်စီဟာအလौဒမားတွေရဲ့အခြေခံအခွင့်အရေးတွေကိုလိုက်နာမှုမရှိတဲ့အတွက်ပုံမှ33နဲ့ရေးယူပေးဖို့အပြည်ပြည်ဆိုင်ရာအလုံသမားရေးရာအဖွဲ့ ILO ကိုရန်ကုန်တပိတ်အင်အားစုတွေကဒီကနေ့မှတောင်းဆိုလိုက်ပါတယ်။ဒီတောင်းဆိုမှုကိုရန်ကုန်တော်လန်ညီနောင်၄ဘွဲ့နဲ့အတူရန်ကုန်မြေပြင်တပိတ်အင်အားစုတွေကပူးပေါင်းတောင်းဆိုလိုက်တာဖြစ်ပြီးရန်ကုန်မြို့ရဲ့နေရာတချို့မှာ ILO A33 မြန်မာ2025စတာပါအင်ဂျီတွေကိုဝတ်ဆင်ကဆန္ဒပြတောင်းဆိုတဲ့လှုပ်ရှားမှုတစ်ခုကိုပါပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်။အာနာသိမှုကာလအတွင်းမှာစစ်ကောင်စီဟာအလုံသမားတွေအပေါ်အတင်းအဓမ္မလှုပ်အားခိုင်းစေတာလွတ်လပ်စွာအတင်းအဖွဲဖွစေတာနဲ့စီယုတ်ခွင်တွေကိုပိတ်ပင်တာတွေလှုပ်ဆောင်နေတယ်လို့ရန်ကုန်သပိတ်အင်အားစုတွေကဆိုပါရယ်။ဒါကြောင့်အလုံသမားတွေရဲ့အခြေခံအခွင့်အရေးတွေကိုအကာအကွယ်ပေးနေတဲ့ ILO ရဲ့စံနှုန်းတွေကိုစစ်ကောင်စီကလိုက်နာမှုမရှိတဲ့အတွက် ပုံမှန်33နဲ့အေးယူပေးဖို့တောင်းဆိုထားရလဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့352ကြိမ်မြောက် ILO ရဲ့အုပ်ချုပ်မှုကော်မတီအစည်းအဝေးမှာစစ်ကောင်စီကို ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရအေးယူဖို့ဆုံးဖြတ်ထားရလဲဖြစ်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကို2025ခုနှစ်ဇွန်လမှာကျင်းပမဲ့ ILO နှစ်ပတ်လည်ညီလာခံမှာအတည်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဟာ2000ခုနှစ်စစ်အစိုးရလက်ထက်တုန်းကလည်း ILO ရဲ့ဥပဒေပုံမှန်33နဲ့ပထမအကြိမ်အေးအေးယူခံခဲ့ရဖို့ပြီးအဲ့ဒီအချိန်ကမြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိမှတ်မပြုဘဲအကြမ်းဖက်စစ်တပ်အဖြစ်သာသတ်မှတ်ခဲ့ပူပါတယ်။ ILO ရဲ့ဥပဒေပုံမှန်33ဟာစစ်ကောင်စီကိုနေလန်းနှစ်ခုနဲ့အေးအေးယူနိုင်ပြီးပထမနေလန်းမှာ UN ကထောက်ပံ့တဲ့ဤပညာ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့တန်တမန်ရေးတို့ကိုရက်တံပြီးစက်ကောင်စီကိုအစိုးရအဖြစ်အသိမမပြုဘဲအကြမ်းဖက်စစ်တပ်အဖြစ်သတ်မှတ်တာဖြစ်ပါတယ်။ဒုတိယနီလန်းကတော့မြန်မာနိုင်ငံကကျူးလွန်သူအာဏာရှင်ကိုနိုင်ငံတကာတရားရုံးမှာခုံရုံးတင်စစ်အရေးယူတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ို့ CIA သတင်းဌာနရဲ့တနေ့တာဝီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပြီးကြားရတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CIA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CIA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်မှုကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါရပါတယ်ခင်ဗျာ။